ဒီနေ့အော်တိုဘလ28ရက်နေ့ပြည်တွင်းမှာဖြစ်ပွားနေတဲ့အထက်ကထူးခြားသတင်းတွေအကြောင်းကိုတော့သတင်းမှတ်တမ်းတွေရယူနေတဲ့သတင်းနောက်မသီရီကိုဆက်သွယ်မြင်းမြန်ကြည့်ပါမယ်။မင်္ဂလာပါမသီရီရေဒီနေ့သတင်းတွေလိုက်ရင်းနဲ့ထူးခြားသတင်းတွေနောက်ဆုံးရသတင်းတွေတွေကဘာရင်းမြန်ပြောပြချင်တာရှိမလဲရှင်။ ုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ထူးခြားသတင်းတွေကတခုဖြစ်တဲ့ပေါ့နော်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲနီလာနဲ့အမျှအရက်ပတ်အဖွဲ့အစည်းတွေကဒီစစ်ကောင်စီရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းထုတ်ပြန်နေရတယ်တွေ့ရပါတယ်ဒီနေ့မှာလည်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ကစစ်အုပ်စုရဲ့အတူအောင်ရွေးကောက်ပွဲကိုလက်မခံကြောင်းအတိအမှတ်မပြုကြောင်းနဲ့နိုင်ငံတကာအသိုင်းအဝိုင်းကဒီရွေးကောက်ပွဲကိုအတိအမှတ်မပြုချဖို့နီးပညာနဲ့ငွေကြေးထောက်ပံ့နေမပေးဖို့ရွေးကောက်ပွဲလေးလာသူတွေစီလွတ်ခြင်းမပြုဖို့တိုက်တွန်းထားတဲ့အစည်းအဝေးခန်းစားဆောင်ထွက်လာပါတယ်ရှင်ဒီ2020ရွေးကောက်ပွဲရလဒ်ဟာမြန်မာနိုင်ငံသမိုင်းတခြားမှာလွန်ခဲ့တဲ့နှစ်ပေါင်း60 တင်ပြည်သူ့အစိုးရတရက်ကဥဆောင်ချင်းပါခဲ့တဲ့တခုပြီးသောရွေးကောက်ပွဲတစ်ခုဖြစ်တဲ့အတွက်2020ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ပေါ်ကိုအခြေခံပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ဥပဒေနဲ့အညီပေါ်တော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းဥပဒေနဲ့ညီထုတ်ပြန်ချက်တွေလည်းထုတ်ပြန်ခဲ့ရထုတ်ပြန်ခဲ့ပြီးပါပြီ။ဒါကြောင့်ဒီ2020အခြေခံရွေးကောက်ထွေထွေရွေးကောက်ပွဲရလဒ်တည်တာပြည်သူ့ဆန္ဒနဲ့အညီတရားဝင်တည်ရှိနေစေဖြစ်တဲ့ဒါကြောင့်စစ်ကောင်စီကကျင်းပမယ့်အတူရောင်ရွေးကောက်ပွဲကို တင်အရမကျင်းပဖို့ပြင်ဆင်နေတာဟာမြန်မာနိုင်ငံပြိုကွဲမှုကိုဥတည်စေပြီးတော့ပဋိပက္ခတွေကသာတိုးပွားလာစီမှာဖြစ်တယ်လို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လက်မခံအတိမတ်မပြုဘူးပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ဒီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ပါဒါကတော့ဒီကနေ့အတွက်ထူးခြားသတင်းတွေတဲ့ကစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကထုတ်ပြန်လာတဲ့အစီရင်ခံစာတွေကတစိ့တစ်ပိုင်းကိုပြောပြပေးခဲ့ရပါရှင်။ဟုတ်ကဲ့ပါခုလိုမျိုးပြောပြပေးတာကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးပါဦးမယ်ရှင်။